မင်္ဂလာပါကျွန်တော်ရှက်အွန်ဒမင်းပါကျွန်တော်ဒီချက်ပြပါမယ်ဟင်းမောရငါတင်မောဖြစ်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်ဒီဒီငါတင်မောဆိုတဲ့ဟာမှာကျွန်တော်တို့ကတင်မောပုံစံလေးတိုင်းငါ့ကိုကျွန်တော်ဟင်းဘွဲမှာပုံစံလေးတီထောက်မှာပေါ့လေအဲ့တော့တင်မောပုံစံဖြစ်ဖို့တော့ကျွန်တော်ရှည်ရှည်လေးနဲ့နက်နက်လေးဖြစ်ရမှာပေါ့အဲ့တော့ကျွန်တော်သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်လက်ရှိရကျွန်တော်ဒီကက်ဂရိတ်ငါကက်ဂရိတ်ကိုအသုံးပြုထားပါတယ်ကက်ဂရိတ်ငါကလည်းဒီကူဝယ်လို့မရတာဖြစ်ဖြစ်နောက်ဆုံးဈေးနှုန်းရ ဈေးကြီးမြင့်တာပဲဖြစ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်မှာဖြစ်ဝယ်လို့ရတဲ့ကျွန်တော်တို့ဒီငွေမြချင်းငွေချင်းတို့အသုံးလို့ရတယ်နော်အဲ့တော့ဒါပေမဲ့တင်မောပုံစံရအောင်လှုပ်ဖို့တော့ကတော့ဒီလိုရှိရှိလေးပြန်မှရပါမယ်စိုက်တဲ့ငါးအသုံးပြုလို့ရတယ်အယိုးများတာယိုးနေတာပြဿနာမရှိပါဘူးကျွန်တော်တို့ဒီ fry ကျော်လို့ရှိရင်ကျွန်တော်တို့ဒီအသားနဲ့ဒီအယိုးကလည်းချွတ်သွားရတဲ့ကြောင့်မလို့ယိုးစုမှမကြောက်ပါဘူးအဓိကဒီကျွန်တော်တို့တင်မောပုံစံလှိဖြတ်ဖို့ကသူ့ရဲ့ cutting လှိဖြတ်ပုံတွေရဲ့ trimming နေရာကွာပါတယ်အဲ့ဒီလှိဖြတ်ပုံတွေကိုညီလေးအောင်တမင်းကဒီချက်လှိဖြတ်ပါလိမ့်မယ်ဗျာနော် ရေးချတာเนาะကျွန်တော်တို့အလဲကအယိုးကိုမထိအောင်လို့ကျွန်တော်တို့ဒီဘက်အပေါ်ချမ်းကြီးပဲကျွန်တော်တို့တက်တက်လှီရယ်เนาะအဲဟိုဘက်ငားရဲ့ဒီရှိတဲ့အလဲရိုးရဲ့အောက်ဖက်ကိုမရောက်အောင်တော့တခြားကြီးဆက်ပြီးလှီအောင်ရယ်ဒါခုနဟိုအချမ်းလှီးပြီးတော့ရှင်မကျွန်တော်ဒီဘက်ချမ်းငါခလေရိုးရဲ့ဒီဘက်ချမ်းကိုပြန်လှီးမယ် အဲ့တော့အတားအနှချံကွဲသွားပြီလို့ရှိရင်အလဲကောင်မှာသူ့ရဲ့ငါရဲ့အလဲရုပ်တစ်ချောင်းဝင်ကြံခဲ့မှာခင်ဗျ။အဲ့လေရုပ်ကကျွန်တော်တို့ကအသုံးပြုမှာမဟုတ်ပါဘူး။အဲ့တော့ကျွန်တော်တို့အလဲရုပ်ကိုဖဲထုတ်မှာအလဲရုပ်ဖဲထုတ်မှာကျွန်တော်တို့ဖဲထုတ်ရချိန်မှာနည်းသတိထားရမယ်။ကျွန်တော်တို့ကကြီးကောင်းရှိလို့ရှိရင်ကကြီးနဲ့လီမယ်။ကကြီးမရှိလို့ရှိရင်ကျွန်တော်တို့အဆင်ပြေတဲ့ဒီဒါလေးနဲ့လီမယ်။အဓိကကျွန်တော်တို့ငါရဲ့အသားတွေကြီးမှမတော်အောင်ရယ်။ဒါလူအနေနဲ့ဖြစ်စီအောင်ပဲပေါ့လေ။အဲ့ဒါအဓိကပါဗျ။ဟုတ်ကျွန်တော်အလဲရုပ်လုံးဝမရှိတော့ဘူးနော်။ ဘာချောင်းဒီဘက်ချောင်းကျွန်တော်အตาကြီးပဲအသီးတန်ဖြစ်သွားပြီ။အဲ့တော့ကျွန်တော်အဲ့ဒါဟိုမှာကျွန်တော်တို့အရသာထည့်အောင်ရသာထည့်မယ်။မရသာထည့်နိုင်မနော်။ဒီဒီထည့်မယ်ရသာထည့်ထည့်မယ်။တပတ်တပတ်မောင်ရေစကေမောင်လာပြော။ဟမ်။ဟုတ်ကဲ့ကျွန်တော်အဲ့ထည့်မယ်။ဟာနော်ဘာစီစင်းပေါတာထည့်မယ်ဗျာ။နော်ရသာတက်ကကျွန်တော်စီစင်းပေါတာတစ်ခုထည့်မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့လက်ပပလေးထည့်မယ်။အနဲ့ငားရဲ့အညံလေးကြောက်သွားအောင်ပေါ့နော်။အဲ့လိုထည့်မယ်။အဲ့လိုရသာလေးထည့်မယ်နော်။ ကျွန်တော်တို့အရာတော်ကိုဒီစီစနီပေါင်တာရဲ့ကျွန်တော်တို့ဒီအနံ့အတွက်ငါးညီနိုင်ပျောက်သွားအောင်ကျွန်တော်တို့ black pepper ရဲ့ကိုတေချာနှက်ဆောင်အောင်လို့ကျွန်တော်တို့ငါးရဲ့အတွင်းပိုင်းတွေကိုကျွန်တော်နေပဲခင်ဗျာနော်ကြီးလို့ပါအဲ့ဒါ okay ပါ okay ရတာလောကစိတ်ဝင်သွားအောင်လို့ဒါကိုလို့မဆက်ဖို့နဲ့နှိမ့်နေပြီးတော့ ဟုတ်ပြီဒါကျွန်တော်အရသာမဟုတ်အစည်းအဝေးပေါ်တာကိုကျွန်တော်ပါတဲ့ကိုစိတ်ဝင်အောင်လို့ကျွန်တော်တရားဖြူပြီးတော့ပြနေပြီးတော့ထည့်ပေးမယ်နော်ကျွန်တော်မှငါရဲ့အသာငါရဲ့အရသာရောကျွန်တော်ထည့်တဲ့စည်းစင်းပေါ်တာရဲ့အရသာရောဘယ်တော့ပါလို့ရှိရင်ကျွန်တော်လုံအောင်စားတဲ့အချိန်မှာအရန်အရသာရှိတဲ့ဟင်းတစ်ခုဖြစ်အောင်နော်အဲ့လိုကတော့ဒီဒီရေးရလေးပါလေးပြအောင်နော်မဖက်တော့ပြတော့နော်ဟုတ်ကဲ့ဟုတ်ကဲ့လာကြော်လိုက်ပါဟုတ်ကဲ့ ဟုတ်ပြီပြကျွန်တော်တို့အားဆိုလို့ရှိရင်ကျွန်တော်တို့ဒါကြောဝအစင်းသိဖြစ်သွားပြီနော်ဟုတ်ပြီညနောက်အစင်းနေနဲ့ပါလို့မလဲအင်းဟာရဲ့ဟာကျွန်တော်တို့ဒီကျွန်တော်ငါအသင်းမော့တော့ကိုဟင်းဘော့တော့ကိုကျွန်တော်ငါ့ကိုလိုချင်တဲ့ပုံစံနဲ့လှည့်ဖြတ်ပြီးပါပြီအနံ့အောင်အရာတော့ကျွန်တော်ထည့်ပြီးတဲ့အချိန်မှာကျွန်တော်ငါ့ကိုစပြီးတော့ကြော်တော့မယ် different ကြော်တဲ့အချိန်မှာကျွန်တော်တို့ငါကို crispy ဖြစ်အောင်ကျွတ်ရနေအောင်ဒုနဲ့ထုစိတ်ကမှုမရှိအောင်လို့ကျွန်တော်တို့က corn flour ကောင်းကောင်းလေးထည့်မယ်နော်ညေကောင်းကောင်းလေးဖြူပြီးနော် โอเคအကောင်လုံးနှမ်းဆက်နေအောင်ဖြူပါသူကအကောင်လုံးတကယ်ကြွရနေပါလေဒါဆိုရင်ကျွန်တော်တို့ဒါ different ကြော်ဖို့အတွက်ကိုလောအဆင်သင့်ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ဒီပြည့်အဆင်နေတဲ့ကျွန်တော် different ကြော်ရဲ့ရှိကိုသွားကြမှာเนาะအခုကျွန်တော်တို့ငါးသိန်းမောအတွက်ကိုကျွန်တော်တို့အဓိကအကြဆုံးလိုလိုချင်တဲ့အစိပ်ပိုင်းဖြစ်တဲ့သင်္ဘောပုံစံဖြစ်အောင်ငါ့ကိုစကြော်တော့မယ်ကျွန်တော်ခုနအရသာလေး flavor တွေကိုတက်ပြွားပြီးအခုစကြော်မယ်ရေးရစမယ်เนาะ ကျွန်တော်တို့တောက်ပြရဲ့ဥစ္စာကျွန်တော်တို့စီတန့်လေးထဲမှာမှာကျွန်တော်တို့မီဒီယံဟိတ်ပေါ့နော်အယမ်းမပူတဲ့အယမ်းမအေးတဲ့ပုံစံမျိုးနဲ့ကြောင်းမယ်အဲ့တော့တင်မပုံစံအလဲကောင်းမှာကွန်ပျူစီတင်တဲ့တင်မလို့မျိုးအလဲကောင်းမှာနေရာကွက်လေးလေးကြောင်းကျွန်တော်တို့ဒီမှာ drive through ပေါ့နော်ကျွန်တော် Chinese drive through ထည့်ထားပါတယ်ကျွန်တော်အချင်းချင်းပြုံးမထည့်ထားလို့ရှိရင်ဒီငါကလို့စုသွားတာတော့လိုချင်တဲ့ပုံစံမရတော့ထွက်သွားနိုင်တယ်ဗျကျွန်တော်အောက်ပိုင်းက စီဘူးနဲ့ထိတဲ့အချိန်မှာချက်သွားတယ်အဲ့တော့အပေါ်ပိုင်းအတွက်ကိုကြာကျွန်တော်ဘောင်းနေစီဘူးလေးကိုဒီလိုထပ်ပြီးလောင်းပေးမှစီပြီးပါပါအင်းဘယ်လိုလဲသူကစတမားမှာလို့ရှင်တော်တော်ကြာပါပဲဆိုပြီးတော့ထင်ကြလိမ့်မယ်ဒါတော့ကျွန်တော်ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီ TSR TSR တော့ကိုကျွန်တော်တို့ pre code အနေနဲ့ဘယ်နှကောင်ဆိုပြီးတက်မှတ်ပြီးတော့ကျွန်တော်တို့ကကြိုတင်ပြီးတော့ကြော်ထားမှာ ကျွန်တော်ကကျွန်တော်တခြားလိုအပ်တဲ့ ingredient တွေပေါင်းဝင်ပစ္စည်းတွေကိုကျွန်တော်တို့တက်တက်ထပ်ပြီးတော့ပြန်ရောပါအဲ့တော့အများကြီးမကြပါဘူးကျွန်တော်တို့တခြားဒီဆိုင်မှာပြည့်ကျွန်တော်တို့အကုန်လုံးပုတင်ပြင်ဆင်ထားတဲ့အတွက်တောင်းလို့အမြန်ဆုံးနဲ့အကောင်းဆုံးအလှဆုံးဖြစ်အောင်လုပ်ပြပါတော့ဗျဆွေးမွေးတစ်ခုကိုချက်ပြုတ်လို့ချိန်မှာကျွန်တော်တို့ customer ကြီးကိုမရောက်ခင်မှာသူကလူရင်းစနားတွေပြိုးဝဲပက်ကို ညောင်အစင်အနဲ့ရတာပြည့်စုံလို့ရတယ်။ဒီကကျွန်တော်မီးကိုတူချခဲခဲမှုတွေပဲ။ဆက်ချင်မှာမီးပြင်ရမယ်၊ဖြည့်ချင်မှာမီးကိုရှောက်ရမယ်၊ဖြည့်ချင်မီးကိုလည်းလည်းထားရမယ်ဆိုတာကိုစူချောက်ယူဆက်ရမှာဖြစ်ပါတယ်။ Sorry professional chef ဝင်နေတဲ့ဆမယူကပုံစံဖြစ်နေတယ်လေကျွန်တော်အိမ်မှာအကောက်ကိုချက်ပြတ်ဖတ်တော့မယ်ဒီရှင်ပါ။တော်တော်ယူချက်ပြီးတော့ဆက်ပြောင်းမှာပုံစံဖြစ်ပါတယ်။အခုလည်းဆိုစီဘူရောမီးဘူရောတော်တော်ယူချက်မှာပါ။ ီအကားရဲ့သူ့အစားပေါ်မှုတည်ပြီးအကားရဲ့မြန်သာပေါ်မှုတည်ပြီးတော့ကျွန်တော်တို့ဒေါ်တက်ချိန်မှာဒေါ်တော်မှုမီးအတင်ချောင်းသူ့ကြာလုံးနိုင်မှာဒီမွေးရလိုကနေပေါ်မှာရမှာဖြစ်ပါတယ်အဲ့ဒီမှာဆုံးဖြတ်တာကြောင်းဒီလိုမျိုးပုံစံမျိုးဒီလိုမျိုးပကံမျိုးကရှိဖို့ခက်ခဲတယ်ကြာအဲ့ဒါတော့ဒီမှာလောက်သွားဖို့ဆိုတော့နင်းတော့ဆုံးနေတယ်ဒါပေမဲ့ အဆင်ပြေလို့မဟုတ်ပါဘူးကျွန်တော်ဒီရောင်းမနှစ်ခုဆိုလေတန်ရောင်းမနှစ်ခုနဲ့အဲ့လိုအဆင်ပြေလို့ပြောရပါမယ်။ငါရဲ့ပုံစံမဖြစ်သွားအောင်တော့ရူးဆက်ရမယ်ခင်ဗျာ။ကျွန်တော်ဒီ kitchen တော့ကောင်းဖြစ်ဖြစ်ကိုယ့်အိမ်မှာပဲကိုချက်ဆရာဖြစ်ဖြစ်အဓိကပြဿနာကြီးပါလဲဆိုလို့ချင်း O2 ဝါတာ O2 ဝါတာနော်အဲ့လိုမျိုးလေးရှိတယ်ဗျ။အဲ O2 ဝါ O2 ဝါမရှိအောင်လို့တေအိုးကို ဘလို့မမီးဘူးပေးလဲဘလို့စီဘူးပေးလဲဆိုတာလေးတွေကတော်တော်အရေးကြီးပါတယ်အခုကျွန်တော်တို့နောက်တဲ့ stepfile လုံးပါပေါ့နော် stepfile လုံးတဲ့ချိန်မှာကျွန်တော်တို့ demo ကိုရေးဆိတ်ပြီးတဲ့ချိန်မှာကျွန်တော်တို့အပြင်းအထန်ပူပေးလိုက်တယ်အရန်ပူနေတဲ့ချိန်မှာကျွန်တော်တို့ CA ကိုထည့်မယ်အဲ့တော့ demo ရဲ့တစ်ခုလုံးဘေးပတ်ပတ်လေရောလေရောအောက်တူရောအကုန်လုံးကိုရအောင်လို့ကျွန်တော်တို့စီကျွေးလိုက်တာပါ โอเคလုံးလုံးနဲ့ပမာဏရပြီဆိုလို့ရှိရင်မှကျွန်တော်တို့က IC ကိုပြန်သွင်းလိုက်တယ်ပြန်ဖယ်လိုက်တယ်ပေါ့နော်ဖယ်ပြီးတော့မှကျွန်တော်တို့သုံးမဲ့ပမာဏ C ကိုပြန်ထည့်မယ်အဓိကကြီးကျွန်တော်တို့ဥမကန်အောင်ကမှတ်ထားမှာကျွန်တော်တို့ debu CA debu အရန်ပူနေတဲ့အချိန်မှာ CA ကိုထည့်ပြီးကျွေးရအောင် debu CA နဲ့လုပ်လို့ရှိရင်ဘယ်တော့မှဥမကတ်ဘူးနော်အဲ့လိုလေ26ဟုတ်နော်ပေါင်းပြီးကျွေးရနေပေါင်းပြီးစီးရင်ရင်းမိဆက်ပြီးလဲဘာတွေဘာတွေထည့်မှာလဲအာသမုတ်ရပေါင်းပြီးစီးရတော့ ကျင်းရဲ၊တက်တုံမြူရဲ၊တပလင်ရဲ၊တက်တုံလီရဲ၊ရဲပွားစင်းရဲ၊ခန်းကျင်လီရဲ၊ပတ်လီချော်ပြီးသားရဲပါ yes စားထိုင်ပြီစားထိုင်ပြီเนาะချင်းလေးကိုစားထိုင်ပြီဗျချင်းနဲ့ကျွန်တော်တို့ဒီစပလင်းနဲ့စားထိုင်တယ်ဟာရဲ့ဝင်နေနေဘာတွေအကုန်လုံး ။အချက်တည်းလူတွေဆိုအဓိကကျွန်တော်ဒီဟောင်းစီစတ်တာပေါ့နော်။စီတက်တဲ့ဒီမှာဂျင်းနဲ့ဇပလင်းနဲ့စတ်တဲ့ဂျင်းအနံ့ဇပလင်းရဲ့အနံ့မီးအပြင်းနဲ့စီဘူးနဲ့တွဲအနံ့ကိုရယူတယ်ဗျ။ဒီကျွန်တော်ဆူဆူရေတွေကကျွန်တော်တို့ pin brown ခွန်တက်မယ်ဗျမိမိကပစုံမိမိစားတယ်အဲပစုံရဲ့ညနေကြီးခုနဇပလင်နဲ့ဂျင်းရဲ့အနက်နဲ့ထိုးရွှတ်ပါမယ်ဒီကျွန်တော်တို့ဒီကင်းက

ဟုတ်ကဲ့ဆရာကျွန်တော်တို့ကမူးကျင်းနဲ့တိုက်တယ်ဆယ်ဖူမူးကျင်းနဲ့ဒီတောင်တူရဲ့ရှိစုကိုဆက်လာတဲ့အနံ့လည်းအရသာကဘယ်လိုမှမကြည့်ရရလို့ခံစားမှာပါဟုတ်ဆလုပ်ကြည့်နေဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အဲ့အနံ့ကိုထူးခြားသွားစေဖို့ကျွန်တော်နှမ်းစီမှုလေးထည့်မယ်။ဟုတ်ကဲ့ โอเคนั่นนี่มีเสร็จแล้วพี่อ่ะเนี่ยเราตัวอนันต์โฟล์ฟิวคือไปลาออกเลยครับพาสปอร์ตชอตท่าเลยเสร็จพี่แล้วมีพี่แม่เนี่ยเราแกรี่น้องอ่ะฮะฮีบอกเนาะพี่น้องมีเนี่ย ဖုန်းနံပါတ်ဆက်ယူโอเคဆက်ရပြီကျွန်တော်အရှိငါတင်မောကတော့ရပြီစနေဖြစ်နေပြီတော့အဲ့တော့ကျွန်တော်ငါတင်မောကိုကျွန်တော် plating ဆက်လုပ်တော့မှာနော်အဲ့တော့ငါတင်မောကကျွန်တော်ရိုးရိုးငါတင်မောကိုကျွန်တော်ကောင်တင်ငါတင်မောပေါ့ကောင်တင်ငါတင်မောဆိုတော့ကျွန်တော်ညားလေးကိုပုံလိုင်းနေရာချထားလိုက်ပြီတပြီးလို့ရှိရင်သူ့အတွက် တင်လာတဲ့ကောင်တွေကို ငားရဲ့ဝမ်းမိုက်ထဲကိုကျွန်တော်တို့ထည့်မယ်နော်။ငားသင်းမိုးရဲ့ဘန်ဝမ်းမိုက်ထဲကိုကျွန်တော်တို့တုံးနေတယ်မယ်နော်။အဲပါရပစီရာကျွန်တော်တို့ဟိုပါတယ်။မဆုပ်ကြပါဘူး။ငဖဲကြောက်ပါမယ်။ငဖဲကြောက်ပါမယ်။ကျွန်တော်ပြလို့ရှိရင်ဒီကြီးငားပါမယ်။ပဇွန်ပါမယ်။ကျွန်တော်ကပ်စီကန်၊ဂရင်းကပ်စီကန်၊ onion နော်အလိုမိုလေးပေါ့။အခုလုံးမျိုးစုံပါမယ်။ဆိုရင်လည်းကျွန်တော် sauce အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တခြားအများကြီးမျိုးသုံးထားဖို့ကျွန်တော် black pepper လေးရယ် တို့ဒီကျွန်တော်စီမွေးရကျွန်တော်တို့ QC လေးရအဲ့ဒါပဲသုံးထားတယ်။အများကြီးဟိုခက်ခဲနေလိုက်ပြီးရှာမယ်။ပေါင်းပြီးစီမွေးတိတ်မရှိပါဘူးเนาะ။အဲ့တော့ဒါလေးကိုကျွန်တော်တို့ Okay ။ဟမ်ဒါလေးဟိုကြောက် Okay ။ပေါင်းပြီးစီရလေးတကယ်ကိုရိုးရိုးလေးရှင်းရှင်းလေးနဲ့အရသာကလည်းရိုးရှင်းရှင်းလေးပဲ။ကော့ကိုအိမ်မှာလှူစားအောင်ပဲ။လှူစားလို့ရှင်လည်းလွယ်တယ်။ဒါမှနည်းနည်းငါးကြော်တဲ့အပိုင်းမှာတော့နည်းနည်းအခက်အခဲလေးတွေရှိတယ်ပဲ။ ဲ့တော့ကျွန်တော်အိမ်မှာစားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီရမ်းငါ့ကိုပဲမှုန်းပြီးတော့ကြော်ပြီးတော့မှဒီတခြားအရင်းနဲ့ရောပြီးတော့လွတ်စားလို့ရပါဘောနော်ဒါတော့ကျွန်တော်အခုလက်ရှိကအလွယ်ဆုံးလို့သတ်မှတ်ထားတဲ့ကျွန်တော်တို့အတင်းမောလေးဒါလေးတင်ပြတာပါဗျကျွန်တော်ညီလေးနဲ့ဒီပေါ့နော်ကျေးဇူးတင်ပါတယ်